အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဒီညကနေပြီးတော့စုမွန်ကောင်းတောင်းပီလာပါတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ညကနေပြီးတော့ Benjamin Cops ကနေပြီးတော့ဒါ Manchester United နဲ့ပတ်သက်တဲ့တရင်တပုတ်ထွက်လာခဲ့တယ်ဒါအပြင်ကျွန်တော်တို့ဒါ ဘွာ CF Bayern ကနေလဲ Manchester United အသင်းနေတာရှိမှာဒါ Deliver Gusen ရဲ့ဒါကျွန်တော် Winback ကစားသမားတစ်ယောက်ကိုလာမဲ့နေရာဒီမှာခေါ်ယူဖို့တော့တရားဝင်စတင်ပြီးဆွေးနွေးတော့မယ်ဆိုတဲ့တရေကူထွက်လာခဲ့။အဲ့တော့ဒီတရေနှစ်ခုကိုကျွန်တော်ထုတ်ဝန်တိုင်းဒီ10 minute video မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးတစ်ခုနေလဲလက်ရှိမှာ Benji Cop ကတော့လက်ရှိမှာ Manchester United အသင်းနေလာမဲ့ရပ်ပိုင်းအတွင်းမှာ ဒါကျွန်တော်တို့ wolf အသင်းရဲ့တိုက်စစ်တောင်မန်ကစားသမားဆုတ်လို့ရတယ်ဒါကျွန်တော်နေရာဆုံးမှာတိုက်စစ်နေရာဆုံးမှာဆော့လို့ရတယ်ကစားသမားဖြစ်တယ်ဒါ matthews ခွန်နာကို လာမယ့်နေရာဒီမှာဒါကျွန်တော်တို့တရားဝင်စကားပုတ်လာမယ့်ရသက်တပတ်မှာဒါလာမယ့်နေရာမှာလာမယ့်ရသက်ပတ်လာမယ့်ရသက်တပတ်မှာဒါ manchester united agent နဲ့တူဒါကျွန်တော် matthews ခွန်နာကစကားပြောတော့မယ်လို့ကြားသိရတယ်မှာပါတယ် matthews ခွန်နာကိုလက်ရှိမှာဒါကျွန်တော် manchester united လက်ရှိနီးပြဖြစ်တဲ့ ruben amorin ကိုလည်းအလိုရှိရတဲ့ကြောင့်မလို့ဒါ ineos အုပ်စုကိုတောင်းဆိုထားခဲ့တာလို့ကြားသိရတယ်မှာပါတယ် ဲသူရဲ့ကွန်ထာကိုတော့ဒါမမဲ့ရရတာကျွန်တော်ရူဘင်အာမိုရီနီနဲ့သူရဲ့ရောက်ချင်းမှာကလေးကဒီကစားသမားကသူ့ရဲ့ profile ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာကိုပြောထားခဲ့တာဖြစ်တယ်။ဒါပေမဲ့မဲသူရဲ့ကွန်ထာကိုဒါမန်ချက်စတာယူနိုက်တက်နဲ့ဒီနေ့ဆောင်းရသည်မှာခေါ်ယူဖို့စူးစမ်းခဲ့ပေမဲ့ကစားသမားကစာချုပ်အစ်စ်ချုပ်ဆိုခဲ့တဲ့အတွက်ကြောင့်မလို့ဒါလက်ရှိမှာတော့ဒီကစားသမားကိုလာမဒီနေ့ဆောင်းရသည်မှာမန်ချက်စတာယူနိုက်တက်အသင်းနဲ့ဒါကျွန်တော်ခေါ်ယူခွင့်မရှိခဲ့ဘူးပေါ့။အဲ့တော့ဒီနေ့မှာဒါစာချုပ်အစ်စ်ချုပ်တဲ့နေရာမှာမဲသူရဲ့ကွန်ထာနေနဲ့ဒီစာချုပ်အစ်စ်ထဲမှာစာချုပ်ဖြတ်သိမ်းကြီးဆိုတဲ့ပုံစံမျိုးပါတယ်ဆိုပြီးကောလာဟာလာတွေထွက်နေတယ်မှာပါတယ်။ကောလာဟာလာတွေရဆိုလက်ရှိမှာဒါ ကျွန်တော် Matthews corner ကိုခေါ်ခြင်းနဲ့ဆိုရင်တော့စာချုပ်ဖြတ်သိမ်းကြီးပေါင်65တန်းကိုပေးပြီးတော့ခေါ်ယူလို့ရနိုင်မယ့်အနေအထားမှာရှိတယ်ဆိုတဲ့သတင်းတွေလက်ထပ်ပေါ်လာခဲ့တယ်။ဒီစာချုပ်ဖြတ်သိမ်းကြီးကလာမယ့်နေရာဒီမှာအသက်ဝယ်မှာဖြစ်တယ်ဆိုတဲ့သတင်းတွေကိုတော့လုံးဝတတ်နေတာကိုတွေ့ရမယ်တဲ့မှာပါပေါ့နော်။အဲ့တော့လက်ရှိမှာဒါ Matthews corner ရဲ့သတင်းကဘယ်လိုရှိလဲ။ Matthews corner ကိုဒါသတင်းကိုတင်ဆက်တာက Ben Jacob ဖြစ်တဲ့အောင် Tier 2 level လောက်တော့ရှိရတဲ့ကြောင့်ယုံလို့တော့နည်းနည်းတော့ရတယ်လို့ပြောလို့ရတယ်။လက်ရှိမှာ Manchester United အနေနဲ့လာမယ့်နေရာဒီမှာဒါသူတို့အနေနဲ့ဒါ တပ်ချားသောလိကကစားသမားတွေကိုလိုက်ပြီးဝယ်ထားတဲ့ဆိုင်ဒါ Ineos အုပ်စုအနေနဲ့လက်ရှိမှာ proven ပေါ့နော် Premier League မှာတက်တည်ပြပြီးတဲ့ကစားသမားတွေကိုလိုက်ဝယ်ဖို့အတွက်စီစဉ်ရှိတယ်။အတိအတိုင်းပဲဒါမနေ့က Manchester United တင်းနဲ့ဒါကျွန်တော်တို့ Liam Delap ကိုလည်းခေါ်ယူဖို့အတွက်ပြင်ဆင်နေတယ်ဆိုတာကတော့အကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်။ဒါပြင်ဒါကျွန်တော်တို့ Liam Delap အခုလက်ရှိမှာဒါနည်းနည်းလေးသိရတဲ့သတင်းက Liam Delap ကသာတန်ဆင်သွားခဲ့မယ်ဆို Ipswich Town နဲ့တန်ဆင်သွားခဲ့မယ်ဆိုရင်တော့ဒါပေါက်ကြရစီခေါ်လို့မရဘဲနဲ့ Manchester United တင်းနဲ့ Liam Delap ကိုဒါစာချုပ်ဖြတ်သိမ်းချေပေါင်သန်း40ပေးပြီး တော့ခေါ်လို့ရတဲ့ဆွဲသတင်းတွေလည်းထွက်ပေါ်နေတယ်မှာပေါ့အဲ့တော့လက်ရှိမှာ Liam Delap တင်မဟုတ်ဘဲနဲ့အခုလက်ရှိမှာ Hoover Hatton ကိုလည်း Hoover Hoover ရဲ့ဒါကျွန်တော်တိုက်စင်မှုကစားသမားတိုက်စင်တောင်မန်ကစားသမားလို့ဆိုလို့ရတဲ့ Matthews Corner ကိုလည်း Manchester United တင်နေစာချုပ်ချက်သိမ်းကြီးပုံစံမျိုးပေးပြီးတော့ခေါ်ယူသွားဖို့တဲ့ပြင်ဆင်လာခဲ့တယ် Ineos တင်နေအခုလက်ရှိမှာဒါကျွန်တော် Rice Blue Highland Zigzi တို့ကိုခေါ်ယူခဲ့ပြီးနောက်ပိုင်းမှာဒါကျွန်တော် Premier League မှာအသားမကျသေးတဲ့ကစားသမားတွေကိုခေါ်ယူတာထက်ဆိုင်တော့ Premier League မှာအသားကျပြီးသားကစားသမားတွေကိုခေါ်ယူတာကသူတို့တက်က number 1 priority ဖြစ်မယ်အထူးသဖြင့်ဒါတိုက်စင်ပါ င်းပေါ့နော်တိုက်စစ်ပွဲမှာဒါပရီးမီးယားလီဂ်ရဲ့ဒါခန်းစစ်မှုတွေကိုဒါဂိုးသွင်းတက်တဲ့တိုက်စစ်မှုတွေကိုပဲအဓိက လာမဲ့နေရာဒီမှာဒါအင်နီယောဆူအုစုအနေနဲ့အရေးပါအောင်တော့အဓိကဦးစားပေးပြီးခေါ်ယူသွားဖို့အတွက်စူးစမ်းသွားမယ်လို့သိရတဲ့မှာပါတယ်မက်သျူးယက်ခွန်နာနဲ့အခုလက်ရှိဟူဗီရဲ့အသစ်မှာလက်ရှိဒါပရီးမီးယားလီဂ်မှာတန်းကြံရေးအောင်အတွက်အရန်အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပတ်သက်တယ်ဆိုတော့ကတော့ပြောစရာမလိုဘူးလို့ဒါ ဒီညမှာပြောပြစီပေါ့နော်အဲ့တော့လက်ရှိမှာတော့ကျွန်တော်ပရီးမီးယားလီးပွဲစဉ်တွေမှာတော့ကျွန်တော်မက်သီးဝက်ခွန်နာနဲ့73ဂိုးတွင်းထားပြီးတော့၄ဂိုးဖန်တီးထားတယ်လက်ရှိမှာတော့ကျွန်တော်တို့26ပွဲကစားပြီး18ဂိုးတိတိပေါဝင်ပတ်သက်မှုရှိထားတယ်ခြေစွမ်းတွေရစွန်းတော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရတယ်ဒီမှာပါတယ် FV Lama နှစ်ပွဲကစားပြီး2ဂိုးတွင်းထားတယ်ကာရာဘောက်မှာတော့ကျွန်တော်တို့ဂိုးမတွင်းထားခဲ့ဘူးနော်ဒါမဆိုးဘူးလို့ပြောတယ်အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ Wolf အသင်းအနေနဲ့လက်ရှိခြေစွမ်းတွေရစွန်းနဲ့မက်သီးဝက်ခွန်နာကတော်တော်လေးကိုဒါအဆင့်တန်းရှိတဲ့ကစားသမားတစ်ယောက်ဆိုတော့ပြောစရာမလိုဘူးမက်သီးဝက်ခွန်နာကိုဒါကျွန်တော် Wolf အသင်းနဲ့မှတ်မှတ်ရရတာကျွန်တော်တို့ Athletico Metric ကမှာ ာကျွန်တော်တို့အဲ2023 2024ရာသီကမှဒါကျွန်တော်တို့ sorry မမေ့ရယူရိုတန်90တောင်ပေးပြီးခေါ်ထားခဲ့တာဗျပေါ်ပေါ်တဲတဲတော့မဟုတ်ဘူးဒါကျွန်တော်ယူရိုတန်90အခုလက်ရှိမှသိချာဥပအသင်းကဒါကျွန်တော်တို့ Atletico Madrid ကယူရိုတန်90ပေးထားတာเนาะကျွန်တော်အခုမှကျွန်တော်ထင်တာ25 30လောက်ပဲပေးထားတာမဟုတ်ဘူးဗျ ဒါယူရိုတန်50ပေးထားဖြစ်တယ်ဒါပေါင်တော့မဆိုပေါင်တန်3ပန်ပေါင်တန်40လောက်နေနေပေးထားရတယ်ပေါ့အဲ့တော့ United တင်းနဲ့ခုလက်ရှိမှာဒါကျွန်တော် Matthews Corner ကိုခေါ်မယ်ဆိုရင်တော့ခုနကပြောတဲ့စာချုပ်ဖြတ်သိမ်းခြင်းဖြစ်တယ်ဒါကျွန်တော်တို့ပေါင်65တန်ပတ်ချာလဲဝင်းကျင်ကြားလောက်ကိုဒါကျွန်တော် PR မယ်လို့ကျွန်တော်နည်းနည်းမြင့်နေအဲ့လက်ရှိမှာ United တင်းနဲ့ဒါ Liam Delap က Matthews Corner ကို Premier League မှာ proven ဖြစ်ထားခဲ့တဲ့ striker ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒါဒီကစားသမားတွေကိုတော့ message ကြတယ်ဒါအခုလက်ရှိမှာ message ကြအောင်နေဖို့ဘယ်နဲ့ United အသင်းက Matthews Corner ရဲ့ agent အနေနဲ့ဒူလာ ာမေ့ဒါကျွန်တော်ရက်သက်တပတ်အတွင်းမှာတရားဝင်ဆွေးနွေးခန်းဖွင့်သွားမယ်ဆိုပြီးဘန်ဂျီကောက်ကနေပြီးတော့ဒါအတည်ပြုခဲ့တာကိုတွေ့ရမယ်တယ်မှာပါအဲ့တော့တရားဝင်ဒါစကားပြောပြီးဆိုကြတဲ့ကဒါကျွန်တော်ပုဂူရေးရရသဘောတူညီမှုလိုချင်တဲ့သဘောမှာရှိတယ်အခုလက်ရှိမှာ Matthew's Corner ကိုတော့ Arsenal သင်းကစိတ်ဝင်စားရဆိုရင် Arsenal သင်းကအခုလက်ရှိမှာ Matthew's Corner ထက်ဆိုင်တော့သူတို့နဲ့ Victor Kyogress ကိုပို့ပြီးတော့စိတ်ရင်သွားခဲ့လို့ပြောလို့ရတယ်အဲ့တော့ Matthew's Corner ကိုလူအောင်မနေမှာ Manchester United နဲ့တခြားသောသင်းနဲ့လူအောင်မှုပဲ Northern Forest အသင်းနဲ့ဒါကျွန်တော်ရှင်ပြီးလူအောင်မယ်ဆိုတဲ့သတင်းတွေတော့ထွက်ပေါ်နေတယ်မှာပါတယ် Northern Forest ကအသင်းကလည်း လက်ရှိမှာဒါအကယ်၍သာလာမယ့်ရာသီမှာတို့တို့တင်းနဲ့ချန်ပီယံလိဝင်ခဲ့မယ်ဆိုရင်တော့ဒါဟူဗတ်တင်းကိုဒါစာချုပ်ဖြတ်သိမ်းခြင်း65တန်းပေးပြီးတော့မက်သျူးစ်ခေါ်နာကိုခေါ်ယူဖို့အတွက် ပြင်ဆင်နေရဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ဒါပေမဲ့ Manchester United အသင်းကဒီမာရီရက်တက်နေမှာမဟုတ်ပဲနဲ့လား CF Bayern ရဲ့အဆိုအရဆိုရင်လာမယ့်နေရာဒီမှာဒါ Manchester United အသင်းရဲ့ wing back ဇာတ်သမားတစ်ယောက်ဖြစ်တဲ့ Jeremy Frink ပေါင်ကိုခေါ်ယူဖို့အတွက်တရားဝင်လာမယ့်ရက်တက်တစ်ပတ်မှာထပ်ပြီးတော့ဆွေးနွေးသွားမယ်လို့ကြားသိရတယ်မှာပါတယ်။လက်ရှိမှာ Jeremy Frink ပေါင်ကတည့်ရတဲ့အချိန်မှာ South တက်မှာတော်တော်လေးဟိုဆိုဆက်သူ့ရဲ့အသင်းဟောင်းနဲ့မားနေတယ်။ ကျွန်တော် by the way frame bomb က certain မှာ socket ပြီးဆိုတော့လူတော်များမသိဘူးဒါ certain မက်မက်ရကျွန်တော်တို့ကအရင်တော့ကဒါ fever မှာတွေ့ခဲ့ပြီးတော့ကြောင့် frame bomb ဒါ certain မှာ socket ပြီးမှန်သိတာအခုဒါချိုးက level အဲ့တော့ ဆက်အခုလက်ရှိမှာဒါကျွန်တော်တို့ Liverpool ဆင်မှသူပြောင်းစော်တယ်ဗောနော်အဲ့တော့ Liverpool ဆင်မှလက်ရှိမှာဒါကျွန်တော်တို့ပြောရမယ်ဆိုရင် Manchester United အသင်းလိုအပ်နေတဲ့ပုံစံမျိုး right wing back ကစားသမားနေရာမှာကျွန်တော် Frank Baum ကတော်တော်လေးကိုအားကိုးအားထားရတဲ့နေရာတစ်ခုမှာစော့နေတယ်လို့ပြောလို့ရမယ်ခန်းစစ်ကစားသမားဖြစ်ပြီးလက်ရှိမှာနောက်ဆုံးပြိုင်ပွဲဆို28ပွဲမှာဒါ6-0ဖန်တီးပေးထားပြီးတော့၄ဂိုးသွင်းထားပြီးတော့10ဂိုးပေါင်ဝင်ပတ်သက်ထားတဲ့ကစားသမားတယောက်အနေနဲ့တော်တော်လေးကိုမိုက်တယ်လို့ပြောဒါတော့မှလက်ရှိမှာဒါကျွန်တော်သူ့အနေနဲ့ဒါ28ပွဲမှာဒါ85ရာခိုင်နှုန်းပဲဒါကျွန်တော်ပွဲထွက်ပေါင်ဝင်ခွင့်ရခဲ့တာဖြစ်ပြီးချန်တဲ့နေရာ မှာအရင်ကနေသာဝင်ပြီးတော့အသင်းကိုဒါကျွန်တော်အဲ့တော့လက်ရှိမှာဒါ frame ball ရဲ့လက်ရှိတော့အခန်းစစ်ပိုင်းကနည်းနည်းလေးအားနေတယ်ဗျဒီဘက်ကဒါ tight စစ်ပိုင်းတအားအားတန်ပြီးခန်းစစ်ပိုင်းတော့အားနေတယ်အဲ့တော့ United အသင်းနဲ့ဒါ frame ball ကိုဝယ်ပြီးကြည့်မယ်ဆိုရင်တော့ center back တွေကိုတကယ်ကိုဒါ solid ဖြစ်အောင်လုပ်မှ frame ball ကိုဝယ်လို့ရမယ်သဘောမှရှိတယ်လက်ရှိမှာမြင်ရတဲ့သဘောရ frame ball နေနဲ့အခုလက်ရှိမှာအလဇနာအလူထထောင်မှာဒါကျွန်တော်တို့ခန်းစစ်ပိုင်းရဒါကျွန်တော်တို့အားနေတဲ့အနေအထားမှာရှိရလို့ကြာသိရတယ်တော့မှာပါအဲ့တော့ Jeremy frame ball ကဒါကျွန်တော်တို့ right back ဆိုတာတဲ့ right wing back ကပို့ပြီးတော့ပို့ပြီးတင်တော်မယ်ဒါမှမဟုတ် လီဗာကူဆင်းရဲ့လက်ရှိနီးပြဖြစ်တယ်ဒါကျွန်တော်တို့စားပြေလုံးစိုးအနေနဲ့ရန်ဖန်ရန်ခါတတော်တခါကျရင်ရှေ့ထိတက်ပြီးတော့ right middle ဘောနော် right wing တော့မသုံးဘူးဒါကျွန်တော်သိတော့ right middle လောက်ထိသုံးမှုတဲ့အနေထားမှာကျွန်တော်တွေ့ရမယ်တဲ့မှာပါ right midfield ဘောနော်ဒါအဲ right midfield လောက်ထိသုံးရမယ်အနေထားမှာတွေ့ရတယ်မှာပါအဲ့တော့လက်ရှိမှာ Jeremy Frimpong ကတော့ Manchester United အသင်းခေါ်မယ်ဆိုရင်တော့ RWB ကတော့မစိုးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ Jeremy Frimpong ကလက်ရှိမှာ market ဈေးအရဆိုရင်တော့ပေါင်တန်း90ဈေးပေါက်တယ် ါပေမဲ့လာမယ့်လူရာဒီမှာကလပ်အသင်းတွေအနေနဲ့ခေါ်ချင်တာကြားတော့ကနိုင်ငံခြားကလပ်အသင်းတွေအနေနဲ့ခေါ်ချင်တယ်ဆိုရင်တော့ Jeremy Frame ပေါ့ကိုစာချုပ်ဖြတ်သိမ်းကြီးပေါင်တန်း40ပေးပြီးဆိုယူရိုတန်း40ပေးပြီးတော့ခေါ်ယူလို့ရမယ်ပဲသဘောမှရှိတယ်။အခုလက်ရှိမှာ Manchester United အသင်းနဲ့ Jeremy Frame ပေါ့ကိုခေါ်ယူမယ်ဆိုရင်တော့ပြိုင်ဘက်တွေကနည်းနည်းတော့များတယ်။အခုလက်ရှိ right back ကစားသမားထွက်တော်မယ်ဒါကျွန်တော်တို့ Liverpool အသင်းရဲ့ right back နေရာအတွက်ဒါကျွန်တော်တို့အမ် Liverpool အသင်းကဒါကျွန်တော်တို့ Jeremy Frame ပေါ့ကိုစဉ်းစားနေတယ်။ဒါပေမဲ့ Liverpool အသင်းကအခုလက်ရှိမှာ Jeremy Frame ပေါ့ကိုဘာလို့တိတ်ပြီးတော့ထက်တဲ့ဝင်မစဉ်းစားဘူးလဲဆိုတော့သူတို့က cancel ပိုင်း 哎呀，大家知道。 အာတာမှုမရှိတဲ့ကစားသမားမလို့လက်ပဘူးတင်နဲ့စိတ်တော်ဝင်စားတဲ့ frame ball နဲ့ပြဿနာကတော့ခုနကပြောလို့ခန်းစစ်ပိုင်းကအရာပြန်ကြည့်မယ်ဆိုရင်တော့တိတ်ပြီးအာတာတဲ့ကစားသမားမှုတော့ကြောင့်လက်ပဘူးကအဲ့ဒါကြောင့်အင်းကြောင့်အင်းကြောင့်ဖြစ်နေတာအဲ့တော့ frame ball ကိုလက်ရှိမှာဒါ Manchester United အတင်းနဲ့ပြန်ကြည့်မယ် right wing back ကစားသမားဖြစ်တဲ့ RWB ဖြစ်တော့တော်တော်လေးဥဒါ perfect ဖြစ်နိုင်တဲ့ scenario ဖြစ်နိုင်တယ်တစ်ဖက်ကတော့လက်ရှိမှာဒါ Barcelona အတင်းကလည်းစာချုပ်ဖြတ်သိမ်းခြင်းပေါ့ Euro 340တာရှိရကြောင်းသူတို့အနေနဲ့စိတ်ဝင်စားနေတယ်ဒါပေမဲ့လက်ရှိမှာ Barcelona ကစိတ်ဝင်စားတဲ့အဆင့်ပဲရှိပြီးတကယ်ခွန်လမ်းမခွန်လမ်းမသိကြသေးဘူး Chelsea အတင်းကလက်ရှိမှာ Manchester United အတင်းနဲ့ Jeremy Frank ပေါင်ကိုစိတ်ဝင်စားနေတဲ့အသင်းတွေကတသင်းဖြစ်တယ်လို့ကြားသိရတဲ့အထဲမှာပါပါတယ်အဲ့တော့လက်ရှိမှာ Manchester United အသင်းနဲ့ Matthews Corner နဲ့ Frim Paul ရဲ့ agent အနေနဲ့သူလာမယ့်နေရာဒီမှာတရားဝင်ဆွေးနွေးဖို့လာမယ့်ရက်သက်တစ်ပတ်မှာလာတရားဝင်ဆွေးနွေးသွားတော့မှာဖြစ်တယ်ဆိုပြီးတော့သတင်းတွေအရသိရတဲ့အထဲမှာပါပါတယ်ဒီလောက်ပါပဲဘလုံးဘွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါင်ကိုပေါင်ကိုညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကြောင့်ပြသကွန်ဂျီပြလို့ရပါတယ် ကျွန်တော် YouTube channel လေးကို like and subscribe လေးပြီးကျွန်တော်အားပေးရပါရယ။မြန်မြန်လေးလည်း clip ဖို့မမေ့ကြပါနဲ့ဟုတ်။မြန်မြန် clip မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးပဲကြည့်ကြပါရယ်။ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပင်ကျွန်တော်တို့နောက်မှအေးအေးဆေးဆေးတွေ့ကြတာပေါ့။အဲ့တော့ကျွန်တော်ဒါကလင်းဘေးတံကိုလည်းကိုညီဝိုင်းဝန်းပြီးကိုညီပေးကြပါအောင်လို့ပြောရင်းနေပင်ကျွန်တော်တို့တောင်းခွင့်ပြပါအောင်။မြန်မြန် clip ပေးကြအောင်မြန်မြန် clip မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။တေးပါပါ။